ုင်းအရင်ချစ်ပါတယ်ချစ်ပေးရတာအရင်တန်တယ်အပြေးရအရင်တန်တယ်စဆိုင်ပါလို့လို့နန်းရှောင်းနေလဲချစ်တယ်ပြီးရင်လဲချစ်တယ်မိုးနေလဲချစ်တယ် က်တစ်ဖက်လုံးကစဆိုင်းကိုပေးထားတာအများကြီးထပ်ဖြစ်လို့ရှိသေးရဲ့လက်တစ်ဖက်လုံးအပြင်စဆိုင်းနဲ့ပတ်သက်တာတွေပဲဖြစ်နေကြိုက်တယ်ဆိုရဲချစ်တာပေါ့နော်ဟုတ်လား15နှစ်ဆိုတော့သူဘာပဲလုံးလုံးသူဘလို့မြင့်ပညာပဲလုံးလုံးတချင်းပဲဆက်ကုန်ဆိုရုပ်ရှင်တွေပဲရိုက်ရိုက်ပေါ့နော်ဘာလုံးလုံးအများကြီးသူ့ဘက်မှာရှိနေမယ်သူ့ဘက်မှာအားပေးနေမယ်အာဘာပဲဖြစ်နေဖြစ်နေဆက်ဆိုင်ရ တက်ချင်းလေးရလို့ပဲ။နောက်ချစ်လေး960လေးချစ်နေအောင်ပါ။ဟုတ်တယ်ဟုတ်တယ်။တငယ်ချင်းသားအနေနဲ့တငယ်ချင်းသားအနေနဲ့အားပေးတာဒါပေမဲ့တချင်းနေရာအရန်ကောင်းတော့ သူ့တချင်းလေးပါကြိုက်သွားတာဗောနော်ဆဆရဲ့တချင်းဆိုအရန်ပောက်သွားတော့လေအန်တီတို့ကအဖွားကြီးလေးလက်ခံစားလို့ရတာဗောနော်အဲ့ဒါကတချင်းနဲ့အကုန်ကြိုက်တာကြိုက်တယ်ရှင်အဖိုးအဖွားကြီးဆိုတော့ဟိုရက်ခွင်တော့အဲ့လိုအဲ့လိုလူကြီးလက်ခံစားလို့ရတော့လေသူတချင်းလေးကအဲ့ဒါလိမ့်နာတမီးကဖွင့်တော့အမြဲလိမ့်နာထောင်မိတာဗောနော်အမြဲတော့ဝမ်လီဖြစ်ပြီးတော့အချိန်ပေးပြီးတော့ ီ fan တွေပေါ်မှာဆက်ဆံပေးတယ်အပိရပြိသက်တွေပေါ့နော်မာငန်ပြိသက်ပေါ့ရှစ်တန်းနှစ်လောက်ခရေကစပြီးတော့စိုင်းအောင်ချစ်လာတာပေါ့စိုင်းနှစ်ကမွေးနေ့ချင်းတူတယ်မွေးနေ့ချင်းတူတော့အဲမွေးနေ့ချင်းတူတူပဲဆိုတော့မနက်အစောကြီးဖျားသွားတယ်ကို့အတွက်လည်းလှူတယ်ပြီးစိုင်းနာမည်နဲ့စိုင်းအတွက်တီးတန့်အလှူတွေလုပ်ပေးတယ်အဲသူ့ပဲမွေးနေ့လက်ဆောင်ပေါ့လေဒါပေမဲ့သူ့တစ်ခါမှတော့မပြောပြဘူးဒီပုံလေးကတော့အရင်မကြသေးဘူးနှစ်နှစ်ကျော်သုံးနှစ်ပေါ့နားနောက်ကတက်တူကတော့15နှစ်လောက်ရှိပြီ ထုစာပုံကပထမဆုံးမထိုးဘူးနာမည်လို့ထင်ခဲ့တာဒါပေမဲ့စိုင်းရဲ့နာမည်ထိုးနေလို့လားမသိပျော်နေတာလေအဲ့ကလေးကတတူးကိုချစ်သွားတာသိလားဟာသူစိတ်စင်မမှာသချင်းစုံနေတဲ့ပုံလေးထိုင်ပြီးတော့ minus သချင်းစုံနေတဲ့ပုံအဲ့ဒါအဓိကလေးတနေ့တနေ့စိုင်းကိုမြင်နေရရပြီအဲ့ဒါစိုင်းရဲ့အပြုံးနေအဲ့လိုမျိုးနေတိုင်းသချင်းနားမထောင်နဲ့နေမရှိဘူးအဲ့လိုအလုံးလောက်ရင်တော့သူ့စကားလေးဖွင့်ပြီးနားအလုံးလောက်တာအဲ့လိုမျိုး so you would be ma ညီမနာမည်ကတော့နှင်းရည်တီဦးပါရှင့် ာပြီးစမ်းစမ်းဆိုင်ဆိုင်ကြာပြီးဆက်လာလို့ရှိဟုတ်တယ်ငယ်ငယ်တည်းကငယ်တယ်အာသူကပေါ်တိုင်းကိုမြင်သူကတိုင်းကိုလိုက်ကြည့်ရသူကတိုင်းကိုလိုက်ကြည့်ရဟောအင်းပြောတယ်ဟုတ်တယ်အရင်ပြောတယ်ဒီလိုပေါက်မယ်လို့မထင်သားပဲနဲ့ပေါက်တယ်လဲဆိုလဲဆိုတော့တော့အရင်နေထခုံးအရင်ခံစားရပါလေရက်စပန်ရှိတယ်ဖန်နေပေါ့ကြည့်ပေးတယ်ပေါ့နော်အရင်ကိုဆိုင်ကိုအရင်ချစ်ပါလေ ချစ်ပေးရတာအရန်တန်တယ်အပြရအရန်တန်တယ်မဆူအဆက်ကြောတက်ပေါ့ဒီနေ့မဖောက်လဲဦးနော်ကြောင်းလောင်းလုံးပါပဲတော့ဖန်နေပါဟုတ်ပါဘုရားပဲပြတချင်းဖွင့်လိုက်ရင်ဟာဆန်းဆန်းတန်ဆိုတာလည်းတိနေတယ်လို့ပေါ့နော်ဟုတ်တယ်ဒီဆန်းဆန်းဆိုတာနဲ့ကိုမျက်နှာလုံးဝအော်တိုကျုံးမိတာဟုတ်တယ်ဟုတ်တယ်ဒါတော့ညီမတွေမဟုတ်ဘူးဖန်တိုင်းအကုန်လုံးကအဲ့လိုတိနေတယ်ပေါ့နော် စ်တာဟောတအားပဲပြောပြမယ်ပြောပြမယ်ရှိတယ်ညကဆိုရင်ဟိုဟာဖုန်းကတိတ်မပေါ်သေးတော့လေမဂဇင်းမှာဆိုင်းိုင်းပုံတွေတွေ့ရင်အကုန်ညှက်တယ်အခန်းထဲမှာကတ်ထားတယ်အဲ့လောက်ယူတယ်ဖေဖို့ဆိုလည်းလုံးဝဆိုင်းိုင်းကိုအများအား favorite မှာထားရတယ်ကိုနေမဟုတ်ဘူးကိုရင်ကဖုန်းတွေအကုန်လုံးမှာလိုက်ပြီးတော့ထားပြီးထားတာအတူရဲ့တခြင်းတွေကိုနားထောင်နိုင်ရကိုယ့်ရဲ့စိတ်ပြင်းမှန်းမှုက relax ဖြစ်စေတယ်ပေါ့နော်အမ် သူသူတရှင်တန်ကိုကြားရင်ဟိုအဆင်ပြေတယ်ဗောညီမကတော့တကယ်ဟိုကိုကចောင်းသူဖြစ်တဲ့အတွက်ကြောင့်မို့စာတွေပါလုံးလို့ပင်မန်းနဲ့အဆင်ပြေတယ်ဆိုသူတရှင်ပဲဖွင့်ပြတယ်ဖြစ်အဲသူ့ပုံအခန်းထဲမှာဆိုလဲသူ့ပုံတွေပဲကတ်ထားတာရှင်ဟလာဟုတ်ပါမန္တလေးလာပါရှင်မန္တလေးလျော်ကျူလာလေးလာဟုတ်အော် ဟွာပေါ့အချားမဲပေါက်တဲ့ဖန်လေးတွေနဲ့ဆူလာခဲ့ရရှင်အဲဆိုင်ကမဲနိုင်ခိုင်းတာပေါ့နော်လူတရတပြီလုံးမှမှ150မဲဖောက်ပေးတယ်အဲ့ထဲမှာကိုကကန်ထူးတယ်ဆိုတော့လေအဲ့ကြတော့မလာမဖြစ်ပေါ့ဟုတ်ကဲ့ပါဆိုငယ်တော့ကမှလည်းမျက်နှာမငယ်ခဲ့ပါဘူးအများနဲ့လည်းကိုဆိုင်ဘက်ကလည်းချက်တည်ခဲ့ပါတယ်ဟုတ်အဲ့အပြင်အခုကိုဆိုင်ရှေ့ဆက်ရှောက်မဲ့လမ်းမှာလည်းပေါ့နော်လူပညာကြီးလမ်းမှာအများနဲ့အကြိုက်ဆက်ပြီးတော့ပေးသက်ပြင်းနဲ့အတူရှိနေပေးပါအောင်မြင်မှုတွေလည်းဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့ဆုတောင်းပေးပါတယ် အာနာမည်ကရင်းရင်းရင်လို့ခေါ်ပါတယ်ဟုတ်ဆိုင်ဆိုင်ဖန်လားတို့ပြပါအောင်ဟုတ်ဆိုင်ဆိုင်ဖန်ပါဆိုင်ဆိုင်တစ်ချင်းနေဆိုအမြဲနားထောင်ပြတယ်ပေါ့နော်အဲအမြဲတမ်းကိုကိုကိုအားသက်စေရဆိုင်ဆိုင်ချင်းလေးအချစ်ချင်းလေးဆိုတဲ့အမြဲတမ်းကိုကိုပေါ့ကြည်နိုးစေရအဲ့လိုချင်းလေးအားရောဆိုင်ဆိုင်ရတော်တော်ကြိုက်တာပေါ့အရန်ပျော်ဖို့ကောင်းပါရဲ့ဗျာဒီလိုမျိုးပရိသတ်တွေကိုအလေးနဲ့ထားရလို့ကိုကိုခံစားမိစေရပေါ့နော်အဲ့လိုပရိသတ်တွေဟုတ် ဟုတ်အဲဆိုင်းဆိုင်းကပေါ့အရင်ကောင်းတယ်ငငယ်တော့အကိုကြီးလက်ထက်မှာလဲဆိုင်းဆိုင်းအရင်ကိုအောင်မြင်နေဆိုတော့တယောက်ပေါ့အခုတောင်းအရွယ်လူငယ်တွေတက်မှာလဲသူကခုထိအောင်မြင်နေသေးပဲဆိုင်းဆိုင်းကအရင်ကဆိုင်းဆိုင်းကအမြဲနုပြိုနေရပေါ့အာဆိုင်းဆိုင်းအနေနဲ့အခုလိုတခြင်းနေလဲအများကြီးနောက်ထပ်ထုံနိုင်ပါစေရုပ်ရှင်ကားကြီးလဲနောက်ထပ်အများကြီးရိုက်နိုင်ပါစေပေါ့အားပေးပါမယ်ပရိသတ်တွေအရော